မင်္ဂလာပါဒေါက်တာအောင်သူဘလော့မှပြန်လဲကြိုဆိုပါရစေကျွန်တော်ဘလော့ကနေပြီးတော့နေ့စဉ်သွားချမ်းမိုင်နေပတ်သက်တဲ့ဘူးသူဒတွေကို နေ့စဉ်မနက်9နာရီမှာကျွန်တော် sharing လုပ်ပေးနေရပါဒီနေ့ကျွန်တော် sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့သွားဖာပြီးရင်သွားပြန်ကြိုက်နိုင်တဲ့အကြောင်းရင်းလေးတွေဒါလေးတွေကိုကျွန်တော်ဒီနေ့ sharing လုပ်ပေးပါမယ် တော့ကျွန်တော်တို့သွားဖာပြီးပြန်ကြိုက်တာကြုံဘူးကြလားကြုံဘူးတဲ့လူလည်းရှိမယ်မကြုံဘူးတဲ့လူလည်းရှိမယ်တချို့ဖာပြီးပြန်နည်းနည်းကြိုက်တာမျိုးကျင်တာမျိုးဒါမျိုးတွေရှိတတ်တယ်အဲ့တော့ကျွန်တော်တို့ကဘာကြောက်ဖြစ်နိုင်တာလဲအကြောင်းရင်းအဲ့တော့ကျွန်တော်တို့ကအကြောင်းရင်းနံပါတ်1အနေနဲ့ကကျွန်တော်တို့ရဲ့သွားမှာသွားကျွန်တော်တို့ net irritation လို့ခေါ်တယ်။သွားဖပြီးကျွန်တော်တို့ဒီအာယုံကြောကို irritate ဖြစ်စေတာပေါ့ ဒီအကြောင်းရင်းတစ်ချက်ကလည်းပါတယ်။ဘာကြောင့်ဖြစ်စီလဲဆိုတော့ကျွန်တော်တို့ကဥပမာဒီမှာသွားပိုးပေါက်ဖြစ်ထားပြီ။ဒါကျွန်တော်အရင်သွားဖာတဲ့အကြောင်းအရာပြောတော့လည်းကျွန်တော်တစ်ချက်ရှင်းပြဘူးတယ်ဗျာနော်။ကျွန်တော်တို့ကဒီလိုပိုးပေါက်ဒီလိုဖြစ်သွားပြီဆိုတိုင်းဒီလိုတန်းဖာလိုက်လို့ရတာမဟုတ်ဘူး။အဲ့ကျွန်တော်တို့ကဘာလဲဆိုတော့ပထမအဆင့်အနေနဲ့ကျွန်တော်တို့ကဒီပိုးစားထားတာကတကယ်ပြောရရင်ကျွန်တော်တို့ကမညီမညာဖြစ်နေတဲ့အပေါက်ပေါ့မညီမညာဖြစ်နေတဲ့ဒီအပေါက်ပေါ့နော်ဂျိုက်ကွက်ပေါ့ဒါကိုကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့ drilling machine ကျွန်တော်တို့ဆက်နေ ျွန်တော်ဒီမှာဆိုရင်တော့ hand bee ပေါ့နော်ဖက်နဲ့ကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့ဒီမဲနေတဲ့နေရာတွေကိုဘာလုပ်ရလဲဆိုတော့အကုန်ချစ်ထုတ်ပြရတယ်အကုန်ဖယ်ထုတ်ပြရတယ်ဖယ်ထုတ်ပြရတယ်ဒီပြော့နေတဲ့အပိုင်းအားလုံးကိုဖယ်ထုတ်ပြရတယ်ဒါပွားဖားပြီးတော့သူ့ရဲ့ process ကဒီတိုင်းလုပ်ကိုလုပ်ရတယ်မလုပ်လို့မရဘူးမဟုတ်ရင်ပြော့နေရင်ကျွန်တော်တို့ကဥပမာကျွန်တော်တို့ဒီလမ်းဖာလမ်းဖာတို့ပဲပေါ့ဥမာဒီကတရခြိုက်သွားတယ်ခြိုက်ွက်ဖြစ်သွားတယ်အဲကျွန်တော်ဒီတိုင်းပဲပြန်ပိတ်ပြီးဒီတိုင်းပဲဖာချလိုက်ရင်ဒီလမ်းက ခဏသာတော့ကောင်းသွားမယ်ဒါပေမဲ့ကျွန်တော်တို့ကဒီကားတွေလိပ်ပါများရင်ကားတွေမောင်းပါများရင်ဘိန်းလိပ်ပါများရင်ဘာဖြစ်လာမလဲဒီဂျိုက်ကွက်ကဒီနေရာမှာပဲပြန်ပြီးတော့ဂျိုက်ကွက်ဖြစ်သွားမယ်ဒီတဘောပဲကျွန်တော်တို့ကဒီဖာမဲ့နေရာရဲ့ဒီအောက်ခြေကဘာဖြစ်နေရမလဲဆိုတော့ဘေ့ကမာနေရမယ်ပျော့နေလို့မရဘူးအဲ့တော့ကျွန်တော်တို့ကဘာလုပ်ပြရလဲဆိုတော့ကျွန်တော်တို့ဒီစက်နဲ့ဒီအမဲတွေကိုချစ်ထုတ်ပြရတယ်အမဲတွေကိုချစ်ထုတ်ပြီးတော့ကျွန်တော်တို့ဒီမာတဲ့အထိပေချာ လောက်ရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီမာတဲ့နေရာမှာဗာလဲဆိုတော့ဒီအောက်ခြေထိတော့မရဘူးဗောနော်ဒီအောက်ခြေထိရောက်ရင်တော့ကျွန်တော်တို့ကဒီအထွေးကအတနုကိုထိွားပြီဆိုရင်တော့ဖာလို့မရတော့ဘူးဒီမဲတာကျွန်တော်တို့ကအမြဲတမ်းစစ်ရတယ်ဒီကျွန်တော် level ကခံမန်းချီကျွန်တော်ကျင်လွာထိလောက်ရှိတာရှိတယ်တချို့ကျတော့ကျွေလွာထိပဲပိုးစားတာရှိတယ်ဒါမျိုးဆိုရင်တော့ကျွန်တော်တို့ကဖာပြီးလို့ရတယ်ဒီအတနုကိုထိွားရင်တော့ဖာလို့မရဘူးအဲ့တော့တချို့မေးရရှိတာတချို့ပိုးပေါက် အကြီးနဲ့လာတယ်ပေါ့နော်ပူပေါက်အကြီးနဲ့လာတယ်ပူပေါက်ကြီးနဲ့လာပြီးတော့ဆရာသွားဖာမယ်ဆိုပြီးတော့လာတာမျိုးတွေအများကြီးကြုံဘူးလေအဲ့တော့ကျွန်တော်တို့အဲ့လိုအခြေအနေမျိုးမှာသွားဖာလို့ရလားဆိုတော့မရဘူးပူပေါက်ရမ်းနှက်သွားပြီဒီအကျော်အထိနေရင်ဖာလို့လုံးဝမရတော့ဘူးဖာလို့လုံးဝမရတော့ဘူးဘာလုပ်ရမလဲကဲချင်းရင်ဖာချင်းရင်တော့ကျွန်တော်တို့ကအကျော်သက်ပြီးမှဖာရတာမျိုးလုပ်ရတတ်တယ်အန်တီတဘောပဲ เนาะအဲ့တော့အဲ့တော့ခေါင်းစဉ်လေးပြန်လွှဲသွားပြီเนาะကျွန်တော်တို့ဒီ net irritation ကိုပြန်သွားမယ်เนาะအဲ့တော့ကျွန်တော်တို့ကအခုဒီ drain နဲ့ဖောက်လိုက်ရတာဖြစ်တဲ့အတွက်ကျွန်တော်ဥပမာဒီအကြောနဲ့နည်းနည်းလေးကတ်နေတာမျိုးအကြောနဲ့နည်းနည်းကတ်နေတာမျိုးအဲဒါမှမဟုတ်တချို့ကြတော့လေဒီဆေးတဲ့ဒီ injury ကြောက်ပေါ့เนาะဒီရဲ့ဆေးတဲ့ vibration ကြောက် vibration ကြောက်ဘာဖြစ်သွားနိုင်လဲဆိုတော့ဒီရဲ့အာယုံကြောခဏတာ irritation ခဏတာထိကြိုက်သွားနိုင်တယ်ခဏတာထိကြိုက်သွားနိုင်တယ်ခဏတာထိကြိုက်သွားနိုင်တယ်လူရဲ့ထုံးစံကထိရင်ဗာနဲ့ပြလဲဆိုတော့ရောင်ရဲနာနဲ့ပြတယ်အဲခဏတာကျွန်တော်တို့ပါပိုက်တစ်လို့ခေါ်တယ်ကျွန်တော်ဒီအတဏုကိုကျွန်တော်တို့ပက်လို့ခေါ်တာ ਉਹ အဲ့တော့ရောင်ရဲနာဆိုတော့ပါပိုက်တစ်လို့ခဏတုံးတယ်ဒါခဏတာရောင်ရဲနာမျိုးဖြစ်နိုင်တယ်အဲဒါကိုကျွန်တော်တို့က net irritation လို့ခေါ်တယ်အဓိကတော့ကျွန်တော်တို့ကဒီစက်နဲ့ဖောက်တဲ့အချိန်ကြောင့်ဒီမှာကျွန်တော်တို့ဒီအထက်ကအတဏုလေးခဏတာ ရောင်ရမ်းတာဒါလေးကကျွန်တော်တို့ရက်ပိုင်းတာမဟုတ်တစ်ပတ်လောက်ပဲကြာတယ်အဲ့ဒါပြီးရင်ပုံမှန်ပြင်ဖြစ်တယ်ထုံးစံတချို့ကြတော့ဒီအိဖာပြီးနည်းနည်းလေးကျင့်တာနည်းနည်းလေးကြိုက်တာမျိုးဖြစ်တယ်ပေါ့နော်အဲဒါမျိုးဆိုရင်ကျွန်တော်တို့ကတစ်ပတ်လောက်ခဏစောင့်စောင့်ကြည့်လို့ကောင်းသွားတယ်ဆိုရင်ဒါမလိုတော့ဘူးဒါကတော့ကျွန်တော်တို့ကပထမအဆုံးတစ်အချက်အနေနဲ့စဉ်းစားတာ net irritation ဒုတိယကကျွန်တော်တို့က high spot high spot high spot ဆိုကျွန်တော်တို့ကဒီအခုဖာတဲ့ process လုပ်လိုက်ပြီပေါ့ကဲဖာပြီးွားပြီသွားဖာပြီးွားပြီဆိုရင်ကျွန်တော်တို့ရဲ့ဖာတဲ့ဆေး ဖားတဲ့ဆေးကကျွန်တော်တို့ဒီသွားရဲ့ကာဗင်တိုင်းဖြစ်နိုင်တော့အကောင်းဆုံးပဲ။အဲကျွန်တော်ဆေးခန်းမှာဖားတာတော်တော်များများလုံးဝဟိုလေဆာနဲ့ဒါလေဆာနဲ့ပေါ့အလွယ်တကူဆိုတော့တကယ်ဆိုတော့ blue light နဲ့ပေါ့နော် blue light နဲ့ blue ray နဲ့ဖားတာကကျွန်တော်လုံးဝသွားပုံစံတိုင်းကျွန်တော်ထွက်အောင်ကြိုးစားပြီးကာဗင်လုပ်ပြီးတော့ဖားပေးလို့ရတယ်ပေါ့နော်ဖားပေးလေးရှိတယ်။အဲဒါပေမဲ့အဲ့လိုဖားပေးပြီးရင်ကျွန်တော်တို့အမြဲတမ်းဗာစစ်ကလည်းဆိုတော့ကျွန်တော်တို့ high spot ဆိုတာ ခုနေလားဒါလဲတုံမှုရမယ်ကျွန်တော်သွားဖားပြီးရင်ခုလားထောက်လားဒါအမြဲမေးတယ်ဟုတ်ပြီနော်အဲ့အချိန်မှာတချို့လူနာမှာမသိတာရှိတယ်ဒီထောက်တာကိုတချို့ကအေးဆေးပဲဟိုသူ့အတွက်ဘာ feeling မှမရှိဘူးပေါ့နော်အဲ့တော့ဟိုထောက်တာကိုတချို့မသိတာမသိတာမျိုးဖြစ်နိုင်တယ်အဲဒါမျိုးဆိုရင်ကျွန်တော်တို့က miss ဖြစ်သွားပြီးတော့အခုတာထောက်တာကနေကျွန်တော်တို့သွားနာတာမျိုးဖြစ်နိုင်တယ်ဒီကကျွန်တော်တို့ဒုတိယအချက်နေနဲ့စဉ်းစားပြ high spot ပေါ့နော်ဒါ ွားဖာပြီးတွားပြန်ကြိုက်နေတဲ့အကြောင်းရင်းနံပါတ်2နောက်ထပ်နံပါတ်3ကတော့တွားဖာပြီးပြန်ကြိုက်စေနိုင်တဲ့အကြောင်းရင်းထဲမှာကျွန်တော်တို့ကတာမဲ sensitivity အဲ့ဒါကြောင့်ကျွန်တော်တာမဲ sensitivity ဆိုတာအပူအေးအဲ့ဒါကြောင့်ကျွန်တော်တို့ကတွားဖာပြီးရင်ပင်ကိုကိုကကျွန်တော်တို့ဘာဖြစ်သက်လဲဆိုတော့ကျင်သက်တယ်သုံးတယ်မယ်တစ်ခါလေကျင်သက်တယ်အဲ့အချိန်မှာကျွန်တော်တို့တွားဖာပြီးတရက်ဒါလဲမှားတာကြားဘူးကြမယ်ဖာပြီးတရက်ကျွန်တော်တို့ ပူလွန်အေးလွန်မတော့ပါနဲ့ဒါအမြင်မှားထားတယ်ပေါ့နော်ဒါသွားဖပြီးမာလေးရှိတဲ့အတုံးလုံးပေါ့နော်အဲ့တော့ဘာကြောင့်မာလဲဆိုတဲ့အကြောင်းရင်းကပူလွန်အေးလွန်တောက်တဲ့အချိန်မှာဒီဖာထားတဲ့ဆေးကကျွန်တော်တို့ဒီဒီအရှိမကျွန်တော်ဒီကဲဥပမာလေသာနဲ့ဖာတယ်ကျွန်တော်ခဲဝါတယ်ဒါမှန်နေမှန်ပေမဲ့လည်းကျွန်တော်တို့က24 hour အထိကျွန်တော်တို့ကနည်းနည်းစောက်ကြည့်ရတဲ့အနေထားထားရတယ်ပြီးမှ24 hour ပြီးမှဆေးရဲ့ဒီကပ်အားပို့ပြီးတော့အားရှိသွားတာဒီအချိန်မှာကိုကပူလွန်းအင်းလွန်းတောက်မိသွားရင်လည်း ကျွန်တော်တို့ကျင်နာမျိုး ဖြစ်နိုင်တယ်အဲ့တော့ဒီပူလို့အင်းလို့မတောက်ရင်တော့မှတခါတလေတချို့ဖာပြီးတပတ်လောက်ထိကျင်နာမျိုးဖြစ်နိုင်သေးတယ်ဒါကတော့တပတ်ပြီးရင်ပုံမှန်ပျောက်သွားရမယ်ဒါကတော့တာမဲ sensitivity ကျင်နာပေါ့နော်အဲ့နောက်ဆုံးနံပါတ်၄အချက်ဒီသွားဖာပြီးသွားပြန်ကြိုက်နေနိုင်တဲ့အကြောင်းရင်းနံပါတ်၄အချက်ကတော့ inflammation inflammation ဆိုတာကျွန်တော်တို့ကဒီမှာတော့ရောင်ရမ်းတာနေပဲသုံးလုံးတာပေါ့နော် ဘာကြောင့်ရောင်ရမ်းလဲဆိုတော့တချို့ဖားတဲ့စီနဲ့ဓာတ်မတည့်တာရှိတယ်။ဖားတဲ့စီနဲ့ဓာတ်မတည့်တာရှိတယ်။ဒါတော်တော်ကြီးကိုရှားတယ်။သွားဖားတဲ့စီနဲ့ဓာတ်မတည့်တာရှိတယ်။ဥပမာကျွန်တော်ကိုယ်တိုင်ဖြစ်ဘူးတယ်။ကျွန်တော်ဟောက်စာကျင်တော့ဟာကျွန်တော်သွားဒါဟိုကျွန်တော်ဆရာကြီးသွားဖားပေးတာ။သွားဖားပေးခဲ့တယ်။ဖေဖားပြီးတော့ဘာဖြစ်သွားလဲဆိုတော့ဒီဓာတ်မတည့်တာပေါ့ဖားတဲ့စီနဲ့ကိုမတည့်တာ။မတည့်တော့ဘာဖြစ်လဲဆိုတော့ဖားပြီးတဲ့ကကျွန်တော်ကျင်တာဘလို့မှမပြောက်ဘူး။ တကယ်ကျွန်တော်တို့ဒီဓမ္မတ်နေပါလေစစ်ကြည့်လေအကျောင်းနဲ့အဝေးကြီးပဲဒါထူးခြားချက်ပေါ့နော်ထူးခြားချက်ဒါကျွန်တော်ကိုယ်တိုင်ခံစားလို့ဒါကတော့ကျွန်တော်ကိုယ်တိုင်ခံစားပြီးသိတာပေါ့နော်ဘာကြောက်ဖြစ်တယ်ဆိုတဲ့အကြောင်းရင်းတော့ရှာလို့မရဘူးပေါ့နော်အဲ့သွားနော ကကျွန်တော်ဘာလုတ်ခဲလိုက်ရလဲဆိုတော့နောက်ဆုံးကျွန်တော်အကျောတက်ရတာမျိုးလုတ်ခဲရတာမျိုးရှိတယ်ဒါကတော့ကျွန်တော်ကိုယ်တိုင်အသွေးအကြုံနဲ့ဖြစ်ခဲ့ဘူးတဲ့ဟာပေါ့နော်တကယ်ပြောရရင်ကျွန်တော်တို့ကဖာတဲ့စီနဲ့ဓမ္မတဲ့တာ အရန်ရှားတယ်ရှိ고မရှိဘူးကျွန်တော်အခုလူနာကင်နဲ့တက်တန်းတစ်လျှောက်မှာလဲတယောက်တော့တွေ့ဘူးတယ်ထူးထူးခြားခြားဒါမျိုးဖြစ်ဘူးတာတယောက်တွေ့ဘူးတယ်သူလဲဒီလိုပဲကျွန်တော်ဟိုအကြောတက်ပေးလိုက်ရတာမျိုးလုတ်ခဲ့ရဘူးတယ်ဒါကတော့ကျွန်တော်တို့ကဒီသွားဖာတဲ့ဈေးကိုဓမ္မတဲ့ပြီးဖြစ်တဲ့အကြောင်းရင်းပေါ့နော်ဒါပေမဲ့အရန်ရှားတယ်ဒါကြီးကကျွန်တော်ဒီဒါမဲ့အဲ့လာဖြစ်ရင်လေတော်တော်ဆူဆူဝါးဝါးကိုကျင်းတာကျင်းတာ ော်တော်ဆူဆူဝွားဝါကိုကျင်တယ်နောက်ဆုံးနာတဲ့အထိဖြစ်သွားတာမျိုးထိဖြစ်သွားတယ်ဒါပေမဲ့တကယ်တမ်းမှန်ကျွန်တော်တို့စစ်တဲ့အချိန်မှာတကယ်ဟိုအကြောမထိနေတာသူကဒါပေမဲ့ဘာအကြောင်းပြချက်မှမမသိဒီဖာပြီးတဲ့ကကျွန်တော်တို့စပြီးတော့ကျင်တာကြိုက်တာစိုးလာတာမျိုး ရှိတတ်တယ်ဒါကတော့ကျွန်တော်အသွေးအကြောင်းရပြောပြတာဗောနော်အဲ့တော့ကျွန်တော်တို့အခုကသွားဖာပြီးသွားပြန်ကြိုက်တဲ့အကြောင်းရင်းကအဓိကဒီလေးချက်ပဲဒီလေးချက်ပဲ အဲ့တော့ကျွန်တော်တို့ကဒီသွားဖာပြီးသွားကြိုက်တဲ့အကြောင်းရင်းကိုကျွန်တော်တို့ကဘလို့စောက်ကြည့်ရမလဲဘလို့ဟိုပြရမလဲပေါ့နော်ကုရမလဲပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီဆရာဝင်စီတန်းသွားပြရမလို့ဘူးကျွန်တော်တို့ဒီအဲ့လိုဖာထားပြီးရင်တစ်ခါလေခဏစောက်ကြည့်ရတာမျိုးရှိနိုင်တယ်အဲ့တော့ကျွန်တော်တို့ကခဏစောက်ကြည့်ရတဲ့အချိန်မှာကျွန်တော်တို့ကတပတ်ပေါ့အများဆုံးကတပတ်ပေါ့တပတ်စောက်ပြီးတော့ကျွန်တော်တို့ကကြိုက်မကြိုက်တပတ်စောက်ကြည့်တယ်တပတ်စောက်ကြည့်လို့ကျွန်တော်မကြိုက်ဒါပြီးွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ ဘလို့အချိန်မျိုးမှာဆရာဝန်ကိုပြရမှာလေပေါ့ဆရာဝန်ကိုပြန်ပြရမှာလေအဲဥပမာခုနေထောက်နေရမျိုးရှိရင်သွားဖာပြီးခုတာထောက်တာမျိုးရှိရင်တော့ဆရာဝန်ကိုပြန်ပြရကိုပြရမယ်အခုတာထောက်တာကတော့မပြေလည်သွားဘူးကိုကကိုဆရာဝန်နဲ့ပြန်ပြရမယ်နောက်နေ့တစ်ခုကကျွန်တော်တို့သွားဖာပြီးမှာ sign infection ရောင်ရမ်းတာမျက်နှာရောင်ရမ်းတာဆူဆူဝါးဝါးကြိုက်လာတာဒါမျိုးတွေဖြစ်ရင်တော့ဆရာဝန်စီအမြန်ပြန်ပြရမယ် နောက်တဲ့တစ်ချက်ကကျွန်တော်တို့ဖာထားတဲ့စီအကြောင်းတွေဖြစ်လာရင်လေကျွန်တော်တို့ဆရာဝန်စီအမြန်ဆုံးပြန်ပြရမယ်ဒါကတော့ကျွန်တော်တို့ကအရေးပေါ်ဖြစ်ပြီဆိုရင်ဒါဒီလိုမျိုးဖြစ်ပြီဆိုရင်တော့မရဘူးဆရာဝန်နဲ့ပြမှကျွန်တော်တို့အဆင်ပြေမယ်တချို့ကြတော့လေကျွန်တော်တို့ဖာပြီးခဏတာခဏပြောတဲ့အချက်တွေဖြစ်တယ်ပေါ့ဖြစ်ပြီးတော့တပတ်မှပျောက်သွားတယ်ဆိုရင်တော့ဒါမလိုတော့ဘူးပေါ့နော်တပတ်ထိစောင့်ကြည့်တယ်တပတ်မှမတက်တာဘူးဆိုရင်တော့ဆရာဝန်နဲ့ပြကိုပြရမယ်တကယ်တော့ကျွန်တော်တို့ကသွားဖာတာကအကောင်းဆုံးကတော့ ျွန်တော်ကမဲမဲလေးတွေ့တော့ဖာထားတာအကောင်းဆုံးပဲအပေါက်ဖြစ်ပြီးမှဖာရင်တခါတလေဒီပြဿနာမျိုးတွေကြုံရအောင်ကြုံရနိုင်တယ်တကယ်ပြောရရင်တော့အဲ့တော့တချို့သူအားကြောင့်ကျွန်တော်တို့ဆိုအမြင်နောက်တယ်မှန်ကြည့်တယ်ဆိုရင်သွားပါကြည့်ပေါ့နော်တခါတည်းသွားမှနည်းနည်းလေးမဲမဲလေးတွေ့ရင်အဲတခါတည်းစစ်စေးအဲလိုအဲ့ရင်လည်းဖာထားလိုက်ပေါ့ဒါမျိုးဆိုရင် ကောင်းသွားတယ်တော်တော်များများကဘာပြဿနာမှမရှိတာများတယ်ဒါပေမဲ့လည်း အပေါက်ဖြစ်သွားပြီဆိုရင်တခါတလေကြာရင်တချို့ဒီပြဿနာလေးတွေကြုံရနိုင်တယ်အဲ့တော့အကောင်းဆုံးကတော့ကျွန်တော်တို့ကဖားပြီးဆိုရင်တော့ကျွန်တော်တို့အကျော်မထည်ရင်တော့ဖားတာအကောင်းဆုံးပဲအကောင်းဆုံးပဲဒါပေမဲ့တချို့အနေထားမှာဒီအကျော်တက်တယ်ဆိုတာလဲဒါကုန်ကြစရိတ်များတာ ਉਹ ကုန်ကြစရိတ်များတယ်ဒီတွားနှုတ်တာလဲဒါကုန်ကြစရိတ်တစ်ခုရှိနိုင်တယ်အထာမျိုးပေါ့ကုန်ကြစရိတ်တချို့ချိန်ရတာမျိုးတွေရှိနိုင်တယ်အဲ့တော့ကျွန်တော်တို့ကအကောင်းဆုံးကတော့ကျွန်တော်တို့ခုနပြောလို့ပေါ့ ဟိုအကျော်မထိတာတော့အကောင်းဆုံးပဲဒါပေမဲ့တချို့အခြေအနေမျိုးမှာ အကျော်ထိနေပြီမယ်လူနာက request လုပ်လို့ဖာဖာခိုင်းလို့ဖာပေးရတာမျိုးလဲဒါရှိနိုင်တယ်ဒါပေမဲ့ကိုကတော့ဘာလုပ်ထားရမလဲလူနာကိုကျွန်တော်တို့တေးချလီမှာပေးထားရတယ်ဒါလူနာက request လုပ်လို့ကျွန်တော်တို့ဖာပေးလိုက်တယ်ဒါပေမဲ့ကြိုက်ပြီဆိုရင်တော့ကျွန်တော်တို့ကိုအမြန်ဆုံးဆက်သွယ်ဖို့ဒါကြိုပြီးတော့ဒါကျွန်တော်တို့ဘက်ကလည်းကြိုပြီးတတိပေးထားပေးရမယ်အမြဲတမ်းကြီးတော့ကျွန်တော်တို့ကပုံမှန်ဆိုရင်တော့စာအုပ်ကြီးတိုင်း လို့ရင်တော့မဖတာအကောင်ဆုံးပဲအကျော်ထိနေရင်တော့ကျွန်တော်တို့ကအကောင်ဆုံးကမဖပဲဒီတိုင်းထားတာအကောင်ဆုံးပဲဒီတိုင်းထားဆိုတာကျွန်တော်တို့နှုတ်တာအကျော်တက်တာဒီတစ်ခုခုလုတ်ပြီးမှဒီအကျော်တက်ပြီးမှဖာလို့ရမယ်ဒါမှမဟုတ်တချို့ကြောက်လည်းအရန်ဆိုးွားတဲ့အခြေအနေဆိုရင်တော့ကျွန်တော်တို့ကနှုတ်လိုက်ရတာမျိုးလည်းရှိနိုင်တယ်ဒါကတော့ကျွန်တော်အခုပြောသွားတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ကဒီအခုသွားဖာပြီးသွားပြန်ကြိုက်နိုင်တဲ့အကြောင်းရင်းလေးတွေကိုကျွန်တော်ဘဝဒုဒအနေနဲ့ sharing လုပ်ပေးတာပါအခုဗီဒီယိုလေးကနေပြီးတော့ ဘူးသူဒါတွေအများကြီးရရှိသွားမယ်လို့မျှော်လင့်ပါတယ်ဘူးသူဒါတွေအများကြီးရရှိသွားတယ်ဆိုရင်တော့ထုံးစံတိုင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးပါအောင်ခင်ဗျာပြီးတော့ကျွန်တော်တို့တွားတက်မိုင်းနဲ့ပတ်သက်ပြီးအခြားသိချင်တဲ့အကြောင်းအရာလေးရှိရင်လည်းအခုဗီဒီယိုလေး comment မှာရေးပေးထားလို့ရပါတယ်ရေးပေးထားတဲ့အကြောင်းအရာလေးတွေကိုလည်းနောက်ဗီဒီယိုလေးတွေမှာကျွန်တော်ထပ်ပြီးတော့ sharing လုပ်ပေးသွားပါအောင်မယ်ခင်ဗျာကျွန်တော်ဒေါက်တာအောင်သူပါမင်္ဂလာရှိတဲ့နေ့ရက်တွေလေးကိုပိုင်ဆိုင်ကြပါစေခင်ဗျာ thank you